ကိုရန်ဇာကြီးစည်းကုံမျိုးနဲ့မရင်ချီရွာရှိတောင်သူအချို့ဟာထိုင်ဝမ်တင်မောမျိုးကိုမိသားစုအပေါ်ဝင်ငွေရရှိအောင်ငရုတ်ခရမ်းပဲခင်းများကြာတင်းညက်ဖြစ် စိုက်ပျိုးထားရှိရာအောင်မြင်ဖြစ်ထွန်းလျက်ရှိတယ်လို့သိရပါတယ်။တင်မောမျိုးစစ်ထိုင်ဝမ်168ကိုစိုက်ပျိုးဖို့နဲ့ပတ်သက်လို့မရင်လက်ပံကုန်ကြီးရွာကတင်မောစိုက်ပျိုးသူ တောင်သူကိုဆိုးဆိုးကအခုလိုပဲ ရှင်းပြပါတယ်။ ကျွန်တော်တော့မင်းကြီးပါမင်းနဘဘုံကြီးပါကိုစိုးစိုးဖြစ်ပါခင်ဗျာတောင်သူနဲ့လို့ပါတယ်ဒီတီးတဲ့ပြည်ရအနေနဲ့ဒီတမောကိုငရုတ်ကြမ်းထဲမှာငရုတ်တော့ဝင်တမောဒီကဘယ်လိုလဲဆိုတော့ကျွန်တော်တို့အပေါ်ကငွေတစ်ခုဖြစ်အောင်လို့ကျွန်တော်တို့ဒီကြားထဲမှာတွင်းပြီးတော့တော့စိုက်ပြုတ်ထားပါတယ်ဦးဒီတမောကိုစပြီးတော့စိုက်ပြုတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့စတာဦးအနေနဲ့ပြိုးတော့ကိုပြိုးဖို့အတွက်ကျွန်တော်တို့ ဟိုမြေရောတာဒီအင်္ဂါပတ်လည်းနည်းနည်းထည့်ပါတယ်ထည့်ပြီးတဲ့ခါကျတော့ပြီးတော့မြေကြီးကိုတမအောင်ဟိုးပြီးတော့ကျွန်တော်ပြိုးလို့ပြိုးပါတယ်ပြိုးပြိုးမဲ့ခါမှာကျွန်တော်တို့ခါးကြီးတွေတော့ရိုးပဲအစ်စ်ကိုကျွန်တော်အချောက်တိုက်ထည့်ပါတယ်ခုနောက်ပိုင်းကကျွန်တော်တို့မျိုးဆန်းပြီးတော့ဒီနေ့ကျတဲ့နေလေးနဲ့ကျွန်တော်နိုင်ရောက်ခါစိမ့်ပြီးတော့ပြိုးတဲ့ခါမှာဒီတမောတွေကကိုယ်ရဆယ်ဆိုရင်ကျွန်တော်တို့စပြီးတော့အပေအစုံမင်းထွက်လာပါတယ်အဲဒီခါမှာရေမဲတဲ့ခြင်းညတဲ့ခြင်းဖြန်းဖြန်းပြီးတဲ့ခါကြလို့ရှိရင် ူလောင်းဆယ်တဲ့နေရာလေးကိုထုတ်ပေးထားပါတယ်အဲ့ဒီခါမှာ तू ကအပင်ပြ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 နဲ့အပင်ကြီးထွားအောင်ဘိုးကောင်းပါတယ်အဲ့ဒီခါမှာ55ရဲ့ပြည်တာနဲ့ကျွန်တော်တို့အပင်ရေချဆိုင်ပါတယ်ရေချဆိုင်တဲ့ခါမှာ तू ကျွန်တော်တို့ကတော့အလွယ်တကူနီးနေပဲပေါ့အကျွန်းလေးတူပြီးတော့ပဲပြိုးလို့ပြင်းပြအောင်ကျွန်တော်စိုက်ပြုတ်လိုက်ပါတယ်ညီကနေနဲ့ကျွန်တော်တို့ညီရောသားလေးနည်းနည်းထည့်ပါတယ်55ရဲ့ပြည်တဲ့ခါမှာ तू ဟာအပွက်ပွက်လာပါတယ်အဲ့ဒီခါမှာကျွန်တော်က10ရက်က9ရက်ကနေနဲ့ မြေတော်ကိုအရင်ဖုတ်လို့မရပါဘူးမြေရောတာကိုအပေါ်ရန်ဒီဘက်လည်းပဲဖြူနေပါတယ်မြေရောတာဖြူပြေကမြေကြီးအုံလိုက်လို့ရှိရင်ဒီအပင်ကြီးဟာသူကဘာပြည့်ရောမဟုတ်တယ်မြေရောတာဝင်ပြီးတော့အပင်ဘလောက်ပဲကြီးကြီးပြတ်ထွက်သွားပါတယ်ဒါကြောင့်မို့သူ့ကိုအပေါ်ရန်နေနဲ့ပဲဖြူနေပါတယ်တေမောဒီတလုံးကိုယခင်နှစ်ကတော့ငွေကျပ်တစ်ထောင်ခန့်ဖြင့်ရောင်းချရကြောင်းနဲ့ယခုနှစ်မှာကိုဗစ် -19 ရောဂါကြောင့်ဈေးနှုန်းကျပြီးကျပ်900 600ခန့်သာ ရရှိတယ်လို့သိရပါတယ်ကျွန်တော်45ရည်ပြည့်ရမယ်အပူပူပုံပြီးတော့အသီးအကဲကိုစပြီးတင်အောင်လို့ဆိုရင်ပုံမှန်ကြည့်သွားလို့ရှိရင်ကျွန်တော်ဒီအသီးနှောင်းကဘယ်လောက်ထွက်လဲဆိုတော့ကျွန်တော်အောင်မြင်တဲ့ရေမိုးပဲကုန်းကောင်းလို့ရှိရင်ကျွန်တော်တပင်45လောက်ပြီးပါတယ်ပြီးခဲ့တဲ့နေ့ကဆိုကျွန်တော်တလုံးတစ်ထောင်လုံးရောင်းပါတယ်ခုနကကိုဗစ်ကာလနဲ့ဆိုကျွန်တော်900လဲရောင်းပါတယ်600လဲရောင်းပါတယ်ကျွန်တော်ဒီ site နေရာတော့ ကျွန်တော်အများကြီးတော့မဆိုင်နိုင်ပါဘူးကိုဒီပိုင်းဒီပိုင်းလေးပေါ့ဒါပေးရငါတို့100လောက်ဒါလောက်ပဲဆိုက်တာလေညနေတော့ဆိုက်ချင်တာပေါ့ကုန်းကွက်မရှိတဲ့အတွက်ဒါလေးတစ်ခုတော့ဒုက္ခတော့ရောက်ပါတယ်အဓိကတော့ရေမိုးဟိုပါမယ်ဒီနှစ်ကသူအဆအပွန့်ပွန့်နေတယ်သူတောက်ချောက်ပြီးပါလို့ရှိအောက်ကအမက်ကြီးခူးလိုက်လို့ရှိအပေါ်ကြီးကအဆကျွေးရင်တောက်ချောက်ပင်းလိုက်နေပါတယ်နှစ်နှစ်တည်းကိုတော်တော်ပင်းပြီးပါတယ်သူကဒီမျိုးကတော့ကျွန်တော်တစ်လျှောက်ချက်ကိုပဲသုံးပါတယ်တစ်လျှောက်ချက်ကသူကဝင်းကောင်းခြင်းနဲ့အသားပြေတယ် ပြီးခဲ့တဲ့နှစ်ကကျွန်တော်ဒီကံပေါင်းပေါ်မှာ90ကိုအပင်90ကိုတမင်ပြက်အဲ့ဒီကောင်ကျွန်တော်တို့ MLD တက်တက်ကြီးခူရောင်းတာအစိမ်းရောဆိုလို့ရှိရင်ကျွန်တော်၈သိန်းကျော်ကျော်လောက်ရပါတယ်ကိုနေ့ကအပင်100လောက်ဆိုက်ရပါတယ်တင်မောပင်တပင်ကိုတစ်နှစ်ပတ်လေ3000မှ5000ခန့်ဝင်ငွေရရှိကြောင်းနဲ့ဒီခုနှစ်မှာအပင်100ခန့်စိုက်ပျိုးထားရှိကြောင်းသိရပါတယ်ကျွန်တော်ကတော့တင့်ဆွေစည်းကုန်းပါ